ားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ်သစ်တရင်ဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စာလင်ကြီးမြို့နယ်လက်ပတောင်းတောင်တရုတ်ဝန်ပေါင်ကုမ္ပဏီအတွင်တက်ဆွဲထားသည့်စစ်တပ်ကလက်နက်ကြီးလက်နက်ငယ်များဖြင့်ကြီးပွားများသို့ဖြစ်ခတ်နေပြီးဖြီသူတအူးထံရရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းစာလင်ကြီးမြို့နယ်လက်ပတောင်းတောင်ကျင်းဤစီမံကိန်းတရုတ်ဝန်ပေါင်းကုမ္ပဏီဝင်အတွင်တက်ဆွဲထားသည့်စစ်တပ်ကလက်နက်ကြီးလက်နက်ငယ်များဖြင့်ကျေးရွာများသို့ဖြစ်ခတ်နေပြီးပြည်သူတို့အုတ်တန်ရာရရှိကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါရယ်။ရှမနီအော်တိုဘာလ၂ရက်နေ့တွင်တရုတ်ဝန်ပေါင်းကုမ္ပဏီအတွင်ရှိစစ်တပ်ကလက်နက်ကြီးများဖြင့်အနီးပတ်ဝန်းကျင်ရှိကျေးရွာများသို့တိုက်ပွဲဖြစ်ပွားခြင်းရှိပြီးအကြောင်းမဲ့ပြစ်ခတ်နေကြောင်း လက်နက်ကြီးများမှဖောင်းကရာကြီးရွာမိုးချိုးပြင်ကြီးရွာနှင့်မဲဇလီကန်ကြီးရွာများဘက်သို့ဥတီပစ်ခတ်နေခြင်းဖြစ်ကြောင်းသိရှိရပါသည်။ဝမ်ပါဝင်းထဲကနေပစ်တာဖောင်းကရာရွာဘက်လေးကြားတယ်မိုးချိုးပြင်ရွာဘက်ကိုလည်းပစ်တယ်မဲဇလီကန်ရွာဘက်တွေကိုလည်းပစ်တယ်အချိန်ကြီးတော်တော်များတယ်ဟုဒေတာကန်ပြည်သူတအူးကသတင်းဌာနကိုပြောကြားပါသည်။ထို့ပြင်ရမနိညနေပိုင်းတွင်မှဝမေးရွာတိအနောက်မြောက်ဘက် လောင်ရွာလမ်းခွဲနာရှိဝမ်ပေါင်ကုမ္ပဏီဝင်းအဝင်ဂိတ်မှစစ်တပ်ကတနက်ဖြန်ရန်တပ်ပစ်ခတ်၍ဝမေးရွာသားတအူကြီထိမှန်ထရန်ရရှိခဲ့ကြောင်းသိရပါတယ်။မနိညာပိုင်းကဝမေးရွာတဲ့အနောက်မြောက်ဘက်ပလောင်ရွာလမ်းခွဲကနေဝမ်ပေါင်အဝင်ဂိတ်ကစစ်တပ်ကတနက်နဲ့ရန်ပစ်လို့ဝမေးရွာသားဦးလှပြည့်ကြီထိမှန်လိုတရန်ရထားတယ်။မစိုးရင်ရဘူးလို့တော့ပြောတယ်ဟုဒေသခံပြည်သူတအူးကသတင်းဌာနကိုပြောကြားပါတယ်။ အကြံဖတ်စစ်တပ်ကစာလင်ကြီးမျိုးနယ်အတွင်းစစ်ကြောင်းထိုးမှုများလှုံ့ဆော်နေသည့်အပြင်လေကြောင်းတိုက်ခိုက်မှုများကိုလည်းမကြာခဏဆိုသလိုလှုံ့ဆော်နေပြီးပြည်သူများစစ်ပေးရှောင်နေရမှုများရှိနေကြောင်းဒေသခံပြည်သူများထံမှသိရပါသည်ဆလပီစတာလင်ဂျူရူအင်တာနက်ဝန်ဆောင်မှုကိုအသုံးပြု၍ဒုစရိုက်ကျူးလွန်မှုများမြင့်တက်လာမှုကြောင့်စတာလင်ဆက်များဖြုတ်သိမ်းလာဝဲရှိဟု SpaceX ပြောရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။စတာလင်ဂျူရူအင်တာနက်ဝန်ဆောင်မှုကိုအသုံးပြု၍ဒုစရိုက်ကျူးလွန်မှုမြင့်တက်လာကြောင်းဖော်ပြသည့်သတင်းများထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံအတွင်းရှိအွန်လိုင်းငွေလိမ်လည်မှုစင်တာများနှင့်ဆက်စပ်နေသည့် Starlink ဆက်2500ကျော်ဤဝင်ဆောင်မှုကိုဖြတ်တောက်လိုက်ကြောင်းအဆိုပါအင်တာနက်ဝင်ဆောင်မှုကိုပေးနေသည့် SpaceX ကုမ္ပဏီကအောက်တိုဘာ22ရက်တွင်ပြောပါရယ်။အာရှဒေသဆိုင်ရာအင်တာနက်မပုံတဲ့အဖွဲ APNICE မကြသေးမီကထုတ်ပြန်ခဲ့သောအချက်အလက်များအရ Starlink သည်တိုက်ပွဲများဖြစ်ပွားနေသည့်မြန်မာနိုင်ငံတွင်သုံးလအတွင်းအကြီးဆုံးအင်တာနက်ဝန်ဆောင်မှုလုပ်ငန်းအဖြစ်ရုတ်တရက်ပေါ်ထွက်လာခဲ့ကြောင်းသိရပါတယ်။ Starlink ECY လုပ်ငန်းဆိုင်ရာဒုတိယဥက္ကဋ္ဌ လော်ရန်ထရန်ယာကကြီးမားတဲ့အချိုးကျစုတွေပေးနိုင်တဲ့ဤပညာတစ်ခုဟာအလွဲသုံးစားပြုခံရနိုင်တဲ့အန္တရာယ်လေးရှိပါတယ်ဟုအော်တိုဘာ22ရက်ကလူမှုမီဒီယာ H တွေရေးသားခဲ့ပါတယ်။ချိုးဖောက်မှုတစ်ခုခုဖြစ်နေပြီလို့ဖော်ထုတ်သိရှိရတဲ့အခါတိုင်း Space H Company အနေနဲ့ကမ္ဘာတဝန်းကဥပဒေစိုးမိုးရေး Agency တွေနဲ့ပူးပေါင်းဆောင်ရွက်တာအပါအဝင်တင်လျော်တဲ့အရေးယူမှုတွေကိုပြုလုပ်ပါတယ်ဟု၎င်းကပြောပါတယ်။ ဥပမာအားဖြင့်မြန်မာနိုင်ငံမှာ SpaceH ဟာတန်တရားရှိတဲ့လိမ်လည်မှုစင်တာတွေအနီးတစ်ဝိုက်က Starlink စက်ပေါင်း2500ကျော်ကိုရှာဖွေဖို့တုတ်ပြီးဝန်ဆောင်မှုရပ်ဆိုင်းခဲ့ပါတယ်ဟုလည်းយေတာထားပါတယ်မြန်မာစစ်ကော်မရှင်သည်ယခုသတင်းပတ်အတွင်းထိုင်းနိုင်ငံနယ်စပ်တပ်ဖက်ကမြောက်ဝတီမြို့အနီးနာမည်ကျော်နေသည့် online လိမ်လည်မှုစင်တာများထဲမှတစ်ခုဖြစ်သည့် KK ဘက်ကိုစီးနှင်းခဲ့ပြီး Starlink ဂျိုရူးဆက်30ကိုတင်စီရမိခဲ့ကြောင်းကြေညာခဲ့ပါတယ်။ရှင်းအရေအတွက်ဒီအဆိုပါနေရာတွင်အတုံပြူနေသည့်စုစုပေါင်းဆက်အရေအတွက်ဤအနည်းငယ်သာဖြစ်ကြောင်း တရင်ဌာနကဖော်ပြထားပါတယ်။ဆက်လက်ပြီးစကိုင်းဝက်လက်အရာတော်မျိုးနယ်အဆက်သို့စစ်ကြောင်းထိုးနေသည့်စစ်တပ်ကိုတော်လရေးတပ်များကပူးပေါင်းကြားဖြတ်တိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။စကိုင်းတိုင်းစကိုင်းမြို့နယ်ဝက်လက်မြို့နယ်နှင့်အရာတော်မျိုးနယ်အဆက်သို့စစ်ကြောင်းထိုးနေသည့်အချမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်သူများပြားကြောင်းတော်လရေးတပ်ဖွဲ့များကတရင်ဌာနကိုပြောကြားပါတယ်။အော်တိုဘာလ22ရက်နေ့တွင်စကိုင်းမြို့နယ်ဝက်လက်မြို့နယ်နှင့်အရာတော်မြို့နယ်အဆက်ကိုစစ်ကြောင်းထိုးနေသော ကြောက်ကုန်းရွာမှစစ်သားနှင့်ဖြူစောထီများပူးပေါင်းထားသောစစ်ကြောင်းကိုဒေါ်လန်ရီတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ထိုထိတွေ့တိုက်ပွဲတွင်အကြံဖက်စစ်တပ်စစ်ကြောင်းရှိရာကို RPG ကျရောက်ပောက်ကွဲခဲ့ခြင်းကြောင့်စစ်သားများထိခိုက်မှုများပြားခဲ့ကြောင်းလက်ရှိချိန်တွင်အကြံဖက်စစ်တပ်စစ်ကြောင်းသည်ဖွဲ့စည်းပုံပြည့်၍စုခွာထွက်ပြေးနေပြီးနှစ်ဦးမှတိဆုံနိုင်ကခုနှစ်ဦးပြင်းထန်ဒဏ်ရာရရှိထားကြောင်းသိရပါတယ်။ကျွန်တော်တို့ကစစ်ခွေးစစ်ကြောင်းနဲ့ထိတ်တိုက်တွေ့တော့သူတို့ကစပြစ်တာ ကျွန်တော်တို့မဟာမိတ်တွေက RPG နဲ့ပြန်ထူတော့သူတို့ကြားတဲ့ထိတာအကုန်လွင့်စင်သွားတယ်။တိုက်ပွဲကြချင်းကတနအိခွဲကြော်ကြတယ်။စစ်ခွေးတွေထိနာပြီးဖွဲ့စည်းပုံပြတ်သွားတယ်။အတွင်တဲ့အရစစ်ခွေးနှစ်ကောင်အသက်ကယ်စေထိုးထားရတယ်။တေဆုံနိုင်တယ်။ခုနှစ်ကောင်ကတော့အပြင်းထန်ကုနေရတယ်။အခြားထိတာတွေလည်းများတယ်လို့သိရတယ်။ကျွန်တော်တို့ဘက်ကရဲဘော်နှစ်ဦးကတော့အနေငယ်တိမိတာရှိတယ်ဟုတိုက်ပွဲအတွင်ပတ်ဝန်းကျင်သောတော်လရဲရဲဘော်တအူးကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရဲဘော်၃ချိန်စစ်စစ်ရဲအမည်ဖြင့် မဟာမိတ်အဖွဲ့၃ဖွဲ့ဖြစ်သော စားတောင်မိုးကြို V Fighter Revolution Army VFRA Wallet အဖွဲ့တက်မှ Proline နဲ့ Jane Soul အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ရှင်းသုံးမြို့နယ်အဆက်ကိုအချမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးရန်ထပ်မံပြင်ဆင်နေသောတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးပြည်သူများသတိပြုနေထိုင်ကြရန်တော်လှန်ရေးတပ်ဖွဲ့များကအသိပေးပြောဆိုထားပါတယ်။ကျမ යි တဲ့ရင်တင်ဆက်ဖို့ကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရွှေလန်းချမ်းမြေကြပါစေရှင်။